မင်္ဂလာပါ ကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားခင်ပြင်ဆင်ပေးတဲ့အတွက်စာလက်ချက်အကန့်ကြီး55အပိုင်းငယ်22ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ထမ်းရွက်ရသောဝင်ကိုဒါဝရပြား၌ချထားလို့တင့်ကိုမာစာတော်မူမည် ဖြောင်းမတ်တော်သူကိုအစဉ်အမြဲလှုပ်ရှားစေတော်မမူရာဒီနေရာမှာထမ်းရွက်ရသောဝန်ကိုသာဝရဘုရားရှိ၌ချထားပါလို့ပြောပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဝန်တုပ်ဝန်ပိုးတွေကိုသာဝရဘုရားရှိတော်မောက်မှာချထားတင်ပါတယ်။ဘုရားသခင်ကဆက်ပြောပါတယ်။မာဇတော်မူမယ်လို့ပြောပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဝန်တုပ်တွေကိုထမ်းရွက်နေမဲ့အစား ဘုရားခင်ရှေ့မှာချထားခြင်းအပြင်ဘုရားခင်ရဲ့မာဇာမှုကို ကျွန်တော်တို့ခံယူဖို့လိုပါတယ်။ဖြောင့်မတ်တော်သူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရလို့ပြောတဲ့အတွက်ဖြောင့်မတ်တော်သူဆိုတာကဘုရားခင်ပေါ်မှာယုံကြည်တော်သူကိုပြောတာဖြစ်ပါတယ်။ဘုရားခင်ကယုံကြည်တော်သူကိုဖြောင့်မတ်တယ်လို့သတ်မှတ်ပါတယ်။ဒီနေရာမှာကျွန်တော်တခုချင်းစီကိုစဉ်းစားရင်လည်းဘုသူကိုသွားတရိယာလဲဆိုတော့ဟေစကိမင်းကြီးကိုသွားတရိယာပါတယ်။ ဓမ္မရာဇဝင်စထုတ်ထဆောင် အခန်းကြီး16မှာ အာရှုရိဘရင်ကဟေဇကိမင်းကြီးကို စာတစောင်ပို့လိုက်ပါတယ်။အဲ့ဒီစာထဲမှာတော့အာရှုရိရှင်ဘရင်က သူ့ရဲ့ဘုံတကူကြီးထွားနေတဲ့အကြောင်းမင်းတို့ရဲ့ဖျားကမင်းတို့ကိုကယ်မယ်ဆိုပြီးတော့မှလှည့်ပြားခြင်းကို မခံဖို့အကြောင်းဘယ်ဘရင်မှငါတို့အာရှုရိဘရင်ကို နိုင်တဲ့သူမရှိတဲ့အကြောင်းမှစပြီးတော့မှချင်းချောက်တော့စာကိုပို့လိုက်ပါတယ်။ အဲ့ဒီခါမှာဟေဇကိကဘာလုပ်လဲဆိုတော့အဲ့ဒီစာကိုယူပြီးတော့မှဘုရားသခင်ရဲ့ရှေ့တော်မောက်မှာဖြန့်ထားပြီးတော့မှဆုတောင်းတယ်ဆိုတာကိုတွေ့ရပါတယ်။အဲ့ဒီချင်းချောက်စာက သူ့တွဲဝန်တော့ဝန်ပိုးဖြစ်နေတာတွေ့ရပါတယ်။အဲ့ဒီချင်းချောက်စာက သူ့ကို စိတ်ပြက်လက်ပြက်ဖြစ်စေတာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့ဒီချင်းချောက်စာကိုဘုရားသခင်ရှေ့တော်မှာဖြန့်ထားပြီးတော့မှ ဟေဇကိမင်းကြီးရဲ့ဆုတောင်းခြင်းကိုကျွန်တော်တွေ့တဲ့အခါမှာသဘောကျမိပါတယ်ဒီကျမ်းစာကိုဖတ်ရင်းနဲ့လဲအဲ့ဒါလေးကိုတတိယမိပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ကိုချိန်ချောက်တဲ့သူတွေရဲ့စကားတွေကျွန်တော်တို့ကိုကြောက်ရွံ့စေတဲ့အကြောင်းအရာတွေကျွန်တော်တို့ထမ်းရွက်နေရတဲ့ဝန်တို့ဝန်ပိုးလေးလံမှုတွေဒါတွေအားလုံးကိုဖယားသခင်ရှေ့မှာချထားဆိုတာကဖယားသခင်ကိုပြောပြ ဘာဖြစ်ချင်တာလဲဘာခက်ခဲတာလဲအဲ့ဒါကိုဘုရားခင်ကနားထောင်မယ်လို့ကျမ်းစာအဖြစ်သိရပါတယ်လော့ဆိုတဲ့စကားဖြစ်တဲ့အတွက်ကြောင့်မလို့အမိန်ပေးထားတာမလို့ကျွန်တော်ရဲ့ဝင်တို့ဝင်ပို့တွေသာရဘုရားရှေ့မှာခြောက်ကိုခြားထားရမှာဖြစ်ပါတယ်ဘုရားရဲ့မာစာမှုကိုလိုချင်ရင်အဲ့ဒီဝင်တို့တွေကိုထမ်းမထားတင်ပါဘူးဘုရားသခင်ကယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့သူကို လှုပ်ရှားစေတော့မမှုဘူးလို့ပြောပါတယ်ရောက်ရမခတ်စေဘူးကနာမငိမ့်မဖြစ်စေဘူးချေမကန်ပြီးလက်မကန်ပြီးနဲ့မဖြစ်စေဘူးဘုရားခင်ကငြိမ်သက်စွာနေရတဲ့အခွင့်ကို ပေးမှာဖြစ်တယ်လို့နားလည်သိရှိရပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ကျွန်တော်တို့ရဲ့အသက်တာမှာအရှုံးမရှိတဲ့အရာကတော့ဘုရားရှိတော်မောက်မှာကျွန်တော်တို့ရဲ့ဝင်တုပ်တွေကိုချထားဖို့ပဲဖြစ်ပါတယ်ဘုရားခင်က ကျွန်တော်တို့ရဲ့ဝင်တုပ်ဝင်ပိုးတွေကို မဆကူညီမှာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ဖို့လိုပါတယ်။ဘုရားရဲ့မဆခြင်းကိုခံရတဲ့အခါမှာဘုရားသခင်ကိုကျွန်တော်တို့တာ၍ကြီးမွမ်းစရာအကြောင်းဖြစ်မှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ဝန်ထုပ်တွေကိုချထားလိုက်ပါ။ဘုရားသခင်မဆခြင်းခံရပါလိမ့်မယ်။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုယ်တော်ကိုကျေးဇူးတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာထမ်းရွက်စရာဝန်တွေကိုကိုယ်တော်ရှိမှချထားဖို့ဖြစ်ပါတယ်။ကိုယ်တော်ဘုရား ကျွန်တော်ရဲ့ငွေကြေးရေးအခက်ခဲကျွန်တော်ရဲ့ဇာဝနေရေးအခက်ခဲကျွန်တော်ရဲ့ကျန်းမာရေးအခက်ခဲမှစပြီးများစွာသောအခက်ခဲတွေရှိပါတယ်ကိုရောရှေ့မှာခြားထားပါတယ်ကိုရောဖျားကျွန်တော်တို့ကိုဝန်ပေါ်စေပါကိုရောကျွန်တော်တို့ကိုမဆတော်မူပါယေရှုတင်နေဒီနေ့တို့ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောလက်တော်ရှိပြီးတော့မှကောင်းချီးပေးတော်မူပါဝင်ပေါ်စေတော်မူပါ ဖြောင့်မတ်တော်သူသည်လှုပ်ရှားခြင်းမရှိစေရလို့ နှုတ်ကပတ်တော်လာသည့်အတိုင်းညီသက်စွာနေရတဲ့ခွင့်ကိုပေးပါယေရှုတင်လျက်တဏိတာလုံးကိုဆက်ကတ်တဲ့အခါသခင်ယေရှုနာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်